အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ပြပပေးခြင်းနဲ့ပုံမြင်လေးကတော့စာရေးဆရာမောင်ဖူမူရေးသားထားတယ်ညံချက်တော့တကြီးလို့အမိရပါတယ်ညီဝကျုံမွန်တီတာရှိရွာတရွာမှာတကြီးဥဒပြောဆိုသူဟာဉာဏ်ပညာထက်မြက်တယ်လို့ယနေ့ရက်ဝီမှာကြော်စောထင်ရှားတယ်တနေ့တနိုင်တကြီးဥဒပြောပါမင်းသားစောစောအင်ရှိတကောင်မှချီကိုဖွင့်လိုက်တဲ့အခါအေးရှိတဲ့မြကြီးပေါ်မှာတစုံတရာကိုတွေးရှိကြကြောင်းအလွန်ဒေါသထွက်မိလေရင် တကြီးမြင်လိုက်တဲ့အရာကတော့တခြားမဟုတ်ဘူး။နွားကြီးဖို့တမျှကြီးမလာတယ်။မစင်ပုံကြီးပြီဖြစ်တော်တယ်။တကြီးဥဒပြောဟာအင်းရှိမှမစင်ယူရတာကိုစိတ်ဆိုးဆိုပေမဲ့တကြီးရခံကိုဖော်ထုတ်လို့စားကြောင်းအကြံထုတ်တဲ့အခါမှာစိတ်ကူးရတယ်။အဲ့နောက်မှာအိမ်မောင်ရှိရဲ့မောင်ကွဲကြီးကိုတအားကြွဲပြီးတော့ထိုးနှက်တော်တယ်။ရာဇူရသားရီဟာတကြီးအိမ်ကနေမောင်းတန့်ကြရာကြောင်းပြေးထွက်လာပြီးတကြီးရဲ့အိမ်ရှိမှဆူယုံမိကြတယ်။လူဆောင်တဲ့အခါမှာတကြီးက ရွာသူရွာသားတွေကိုမစိမ်မုံကြီးကိုလက်ညှိုးထိုးပြပြီးရောဒီနေ့မနက်တကားအဖွဲ့မှာဘသူစွန့်ထားမှမသိရတဲ့အင်ကမ်မမစိမ်ပုံကြီးကိုဒီလိုပဲတွေ့ရတယ်ဒီမစိမ်ပုံကြီးအခုလိုကြီးမားဖို့ထောင်းရင်မစိမ်ဆုံးသူပါလေခွန်အားပလားနဲ့အလွန်ပြည့်စုံသူဖြစ်မှာပဲဒီလိုခွန်အားပလားကောင်းသူကိုကြောက်တမီနဲ့နေရာချထားခြင်းနဲ့ဒါကြောင့်ဒီမစိမ်ပုံဘသူစွန့်တယ်လဲဆိုတာစွန့်သူကဖော်ထုတ်ဆန်းပါလို့ချူပြုံးစွာပြောဆိုလေတယ်တကြီးရဲ့အင်ရင်မှာဆွီတုံးနေတဲ့လူတူတွေဟာ တကြီးတမင်းကိုပူပန်းနေတဲ့လူရဲတအူးဟာယုတ်ချီးပဲထပြီးတော့ဒီမစင်ပုံစွမ်းတာဟာတခြားသူမဟုတ်ပါဘူးကျွန်တော်ပါပဲညာကတကြီးအိမ်ရှိအလာမှာအောင်မရလို့ဆုံးမိတာပါလို့ပြောလိတယ်တကြီးရဲ့ရွှေပြုံးနေတဲ့မျက်နှာထားဟာတမဟုတ်ချေခတ်ထန်လာပြီးတော့မစင်ဘသူဆိုရန်ဆိုတာတီအောင်တမီးနဲ့ပေးစားမယ်ပြောတာခုတရေခံပေါ်ပြီးမင်းဆုံးနဲ့မစင်ပုံမင်းပါတာမြင်မြင်ကြုံပြေနောက်တော့ခအရှင်ဆိုရင်တော့ထိတ်တော့အခက်ပဲလို့မမဲလိုက်ခင် တကြီးသမီးကိုရမယ်အထင်နဲ့မစင်ဆုံးပါသည်လို့ဝန်ခံမိရဲ့လူရဲဟာအာနာကိုမလို့ဆန်ရဲရဲနဲ့မစင်ပုံကူနှာခေါင်းတချုပ်ရုပ်နဲ့ကျုံ့ပြလိုက်ရတယ်။ရာသူရာသားကြီးကလေတကြီးဥတာပြောရဲ့ညံရီသားပုံကူချီကျူးမဆုံးရေမောမဆုံးဖြစ်ရလိမ့်ရဲ့။ဆောင်းပုတ်ဤဘရဲ့လွန်တဲ့ဖြိုးကြွယ်ညံအကျူးအဆင်ပြေတဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။